င်္ဂလာပါရှင်။တကူကန်ရဲ့တပတ်တာသတင်းတင်ဆက်မှုမှာပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့တင်ဆက်ပေးမယ့်သတင်းလေးကတော့အထုတေတာတေသိန်းကြီးခရိုင် စီးပွားရေးနဲ့အကောက်ခွန်လုပ်ငန်းတင်တဲ့အောင်မြင်စွာပြီးဆုံးခဲ့တဲ့တဲ့တင်ဟိုပန်မြို့မှာတနှစ်သားအရွယ်ကလေးငယ်တူရေစိမ်ဘောလုံးမျိုးချမိရာမှာအသက်အန္တရာယ်ကြုံခဲ့ရတဲ့တဲ့တင်ပြည်သူများရဲ့တရင်ပေးမှုကြောင့်လောက်ကိုင်းမြို့တော်ထွေထွေစီမံခန့်ခွဲရေးဦးစီးဌာနမှာစီကံဖောက်ပြတဲ့ဆိုင်ဒီဇိုင်းမှာရက်လွန်ကုန်ပစ္စည်းအမျိုးပေါင်း40ကျော်သိမ်းဆည်းခဲ့တဲ့တဲ့တင်ဘုံဘူခရိုင်ဒေနီခရိုင်နဲ့ကုတ်ကိုင်းခရိုင်တို့တွင်ရင်းလိုက်စင်နဲ့ရင်မောင်းလိုက်စင်ထုတ်ပေးခြင်းဆိုင်ရာမူဝါဒကိုစနစ်တကျအကောင့်တွေပေါ်ရန်အတိပေးချက်ထုတ် ုတ်ပြန်ခဲ့တဲ့တဲ့။ပြည်အောင်စုမြန်မာနိုင်ငံအထူးဒေသတစ်ပထမအကြိမ်လမုံစားပွဲတော်ထိမ့်မက်ပလာအာဂဇာနီငါမျိုးရှင်ပြိုင်မှုချစ်ကြည်ပြိုင်ပွဲစီကားတိုက်မြက်စွာစတင်ပွင့်လင်းခဲ့တဲ့တဲ့အပါအဝင်တပတ်တွင်တင်ဆက်ခဲ့တဲ့တဲ့များစွာထဲမှာထူးခြားတဲ့တဲ့များကိုကောင်းကောင်းတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်။ ကျမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့အထုဒေတာဒေသိနီခရိုင်ရဲ့စီပွားရေးနဲ့ကောက်ခုံလုပ်ငန်းတင်နဲ့အောင်မြင်စွာပြီးဆုံးခဲ့တဲ့တဲ့ရင်ပဲဖြစ်ပါတယ်။စက်တင်ဘာလ20ရက်နေ့မှာပြည်အောင်စုမြန်မာနိုင်ငံအထုဒေတာဒေသိနီခရိုင်ရဲ့စီပွားရေးနဲ့ကောက်ခုံလုပ်ငန်းတင်နဲ့ဆင်မွေးကဏ္ဍကိုအောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပါတယ်။အခမ်းအနားကိုဌာနဆိုင်ရာအကြီးအကဲများတာဝန်ရှိသူများပါဝင်တင်နဲ့နီးပြဆရာများနဲ့တင်နန်းသား58ဦးတက်ရောက်ခဲ့ကြပါတယ်။မနက်ပိုင်း7:00နာရီမှာအထုဒေတာတခြင်းပြင်အခမ်းအနား ကိုစတင်ခဲ့ကစီးပွားရေးနဲ့အကောင့်ခွန်လုပ်ငန်းတင်နေရဲ့တင်နေနည်းပြကတင်နေအစီရင်ခန်းစာကိုဦးဆောင်တင်ပြခဲ့ပြီးယခုတင်နေရဲ့ထိရောက်မှုများကိုပြန်လည်သုံးသပ်ကအားနည်းချက်များကိုလည်းယူသားစွာဖော်ပြခဲ့ပါတယ်ထို့ပြင်နောက်ပိုင်းဆက်လက်လှုပ်ဆောင်သွားရမယ့်လုပ်ငန်းများမြင့်တင်ရန်အတွက်လက်ညှိုးမှုများပေးခဲ့ပါတယ်ဒါနောက်တာဝန်ရှိသူများကမိကွန်းအတီးတီးပြောကြားခဲ့ကြပြီးနောက်ထပ်လှုပ်ဆောင်ရမ်းများအတွက်ညွန်ကြားချက်များချမှတ်ပေးခဲ့ပါတယ်။ အခမ်းအနားအဆုံးမှာယာယီခရိုင်မှုကတင်းနန်းသားအလုံးအပြန်ခရီးချုံ့မွေပြီးလုပ်ငန်းစဉ်တွင်အောင်မြင်ကြပါစေလို့ဆုတောင်းပေးခဲ့တဲ့ပြင်တင်းနန်းသားများရဲ့လုပ်ငန်းနေရာတစ်ခုစီတွင်ကုန်သတင်းကြော်ကြားကအထွေထွေသားရဲ့စီးပွားရေးလုပ်ငန်းလည်ပတ်မှုပတ်ဝန်းကျင် မြင့်တင်ရေးနဲ့စီးပွားရေးအရာအရေးသွေးမြင့်မားစွာဖွံ့ဖြိုးတိုးတက်ရေးအတွက်အတူတကွကြိုးပမ်းဆောင်ရွက်ကြရန်မျှော်လင့်ကြောင်းပြောကြားခဲ့ပြီးအခမ်းအနားအောင်မြင်စွာပြီးဆုံးကြောင်းကြေညာခဲ့တယ်လို့သိရှိရပါတယ်ရှင်ဒုတိယသတင်းတစ်ပုဒ် အနေနဲ့ဟိုပန်မျိုးမှာတနင်္သာရွယ်ကလေးငယ်တူရေစိမ်ဘောလုံးမျိုးချမိရမှာအသက်အနည်းကျုံခဲ့ရတဲ့တဲ့ရင်ကိုတင်ဆက်ပေးချင်ပါတယ်။ဟိုပန်မျိုးမှာအသက်တနည်းရွယ်ကလေးငယ်တူဟာကစားစရာရေစိမ်ဘောလုံးကို မတော်တဆမျိုးချမိခဲ့ရမှာဦးလန်းချောင်းပိတ်ဆိုပြီးအထုဒေသတင်လောက်ကိုင်းအမတ်တပြည်သူစေယုံကြီးတွင် အရေးပေါ်ခွက်စိတ်ကုသမှု ခံယူခဲ့ရကြောင်းအထူးဒေသတဲ့ဈာမကြီးဌာနရဲ့ကလေးခွဲစိတ်အထူးကုဆရာဝန်ကြီးများထံမှသိရှိရပါတယ်။ ဖြစ်စဉ်မှာဟိုပန်မြို့မှာအသက်တနှစ်အရွယ်ကလေးငယ်ဟာသုံးရက်ခန့် MB ပိုင်နာကနောက်နှစ်ရက်တွင်ဝမ်းမသွားတော့ဘဲပိုက်ဖောင်းလာခဲ့ခြင်းကြောင့်မိဘများကအထုဒေသတဲ့လောက်ကိုင်းအမတ်တပြည်သူစေယုံကြီးတို့အချိန်မီပို့ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။စေယုံရောက်ရှိချိန်မှာကလေးငယ်ခံစားနေရတဲ့ရောဂါလက္ခဏာများအရဥပိတ်ဆိုခြင်းဖြစ်နိုင်ကြောင်းဆရာဝန်များကသုံးသပ်ခဲ့ကြပါတယ်။ဓာတ်မှန်နဲ့အဒရာဆောင်ရွက်ပြီးစစ်ဆေးရမှာဥပိတ်တဲ့လက္ခဏာများတွေ့ရှိခဲ့ရပြီးနောက်အရေးပေါ်သိစစ်ဆေးမှု ှုများပြုလုပ်ကညာရင်းစင်းမဲ့အရေးပေါ်ခွဲစိတ်ရန် ဆုံးဖြတ်ခဲ့ကြပါတယ်။ညာရှင်နိုင်မှာခွဲစိတ်ခံဝင်ရောက်ခဲ့ရာဦးသိန်းရဲ့အဆုံးပိုင်းမှာဖောင်းပွားနေတဲ့ရေစိမ်ဘောလုံးတစ်ခုပိတ်ဆို့နေတာကိုတွေ့ရှိခဲ့ရပါတယ်။ရေစိမ်ဘောလုံးကဦးထဲရောက်ပြီးရေဓာတ်ကိုဆုပ်ယူလိုက်တဲ့အတွက်မူလအရွယ်အစထဲအစများစွာပူဖောင်းလာပြီးဦးလန်းချောင်းတစ်ခုလုံးကို လုံးဝပိတ်ဆို့သွားစေခဲ့တာပါလို့ ခွဲစိတ်ကုသရမှာပါဝင်ခဲ့တဲ့ဆရာဝန်တို့ကရှင်းပြခဲ့ပါတယ်။ဆရာဝန်များကဦးကိုတလမခံဖွင့်ကပိတ်ဆိုနေတဲ့အရာဝတ္ထုကိုအောင်မြင်စွာဖယ်ရှားနိုင်ခဲ့ပါတယ်။အဆိုပါကလေးငယ်မှာခွဲစိတ်မှုအပြီးလိုအပ်တဲ့စေဝါကုသမှုများခံယူက၅ရက်မြောက်နေ့မှာဆေးရုံမှာကျန်းမာစွာဆင်းခွင်ရခဲ့တယ်လို့သိရှိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ပြည်သူများရဲ့သတင်းပေးချက်ကြောင့်လောက်ကမ်းမြို့တော်အထွေထွေစီမံခန့်ခွဲရေးဦးစီးဌာနမှစီကံဖောက်ပြတဲ့ဆိုင်တစ်ဆိုင်မှာရက်လ ွန်ကုန်ပစ္စည်းအမျိုးပေါင်း40ကျော်သိမ်းဆည်းခဲ့တဲ့တင်ကိုတင်ဆက်ပေးချင်ပါတယ်။စက်တင်ဘာလ22ရက်နေ့မှာအတူဒေသရဲ့မြို့တော်လောက်ကိုင်းမြို့အုပ်ချုပ်ရေးကော်မတီရဲ့အထွေထွေစီမံခန့်ခွဲရေးဦးစီးဌာနသို့လောက်ကိုင်းမြို့နေပြည်သူများထံမှလောက်ကိုင်းမြို့နယ်ရက်ကွက်နှင်းရှိတရုတ်မြန်မာကုန်စုံဆိုင်တစ်ခုတွင်ရက်လွန်ကုန်ပစ္စည်းများရောင်းချနေကြောင်းတင်ပြကြရရှိခဲ့ပါတယ်။စားသုံးသူများရဲ့စားတော့ကုန်ဘေးကင်းလုံခြုံရေးကိုကာကွယ်စောင့်ရှောက်ရန်အတွက်အထွေထွေစီမံခန့်ခွဲရေးဦးစီးဌာနမှလောက်ကိုင်းမြို့နယ် ယ်ရဲတပ်ဖွဲ့ရဲ့တာဝန်ရှိသူ6ဦးနဲ့ပူးပေါင်းပြီးဆိုင်းနေရာသို့ချက်ချင်းသွားရောက်ကအခြေအနေမှန်ကိုစစ်ဆေးခဲ့ပါတယ်။နေရာသို့ရောက်ရှိခဲ့ပြီးနောက်တာဝန်ရှိသူများကဆိုင်းတွင်ရှိသောမုံစင်များ၊ကိုရောင်များစတဲ့နေရာတွေကိုစုံစမ်းစစ်ဆေးရမှာရင်းဆိုင်တွင်ရက်ဆွဲနှိကပ်ပြီးရက်လွန်သွားသောကုန်ပစ္စည်းများကိုအချိန်မီ ရှင်းလင်းမှုမပြုကြောင်းတွေ့ရှိခဲ့ပါတယ်။ ကုန်ပစ္စည်းအမျိုးအစားလိုက်ထုတ်လုပ်တဲ့ရဲဆွဲတက်တန်းကုန်ဆုံးရဲနဲ့တိုးလောင်ထားရှိမှုချင်းတွေများကိုအဓိကစစ်ဆေးပြီးရေးတွဲချိန်မှာ ရက်လွန်ပစ္စည်းများနဲ့စံချိန်မမီကုန်ပစ္စည်းစုစုပေါင်း615ခုအမျိုးအစား40ကျော်ကိုဖမ်းဆီးသိမ်းဆည်းနိုင်ခဲ့ပါတယ်။၎င်းတို့တွင်အိမ်သုံးဆေးဝါးနှင့်အလားကုန်ပစ္စည်းများစားသောက်ကုန်များကျွမ်းနေနေရေးဆိုင်ရာပစ္စည်းနှစ်ခုနဲ့ရက်လွန်ပစ္စည်းနေတဲ့နှုတ်ထွက်ပစ္စည်းနှစ်ခုပါဝင်ပြီးခမန်းတံမိုးမှာ9080ယွမ်မြန်မာငွေဖြင့်42သိန်းခန့်ဖြစ်ပါတယ်။လောက်ကိုင်းမြို့ရဲ့အထွေထွေစီမံခန့်ခွဲရေးဦးစီးဌာနမှသက်ဆိုင်ရာတာဝန်ရှိသူများကနောက်ထပ် က်စင်နေဖြင့်စားတာကုံဘေကင်းလုံးကြုံရေးကြီးကြမှုကိုဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမှာဖြစ်ပြီးရက်လွန် ရဲလွန်စားတောက်ကုန်များရှာဖွေစစ်ဆေးခြင်းလုပ်ငန်းကိုပုံမှန်လုပ်ငန်းစဉ်ဖြင့်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။စားသုံးသူများကိုလည်းစောင့်ကြည့်ကြရန်တိုက်တွန်းနှိုးဆွက်ကစားတောက်ကုန်ဘေးကင်းလုံခြုံရေးကိုအတူတကွမြင့်တင်ကြဖို့ပြောကြားခဲ့ကြောင်းသိရှိရပါတယ်ရှင်။ဆက်လက်ပြီးမုံကိုခရိုင်၊တင်နီခရိုင်နဲ့ကိုကန်ခရိုင်များတွင်ရင်လိုင်းစင်းနှင့်ရင်မောင်းလိုက်စင်းထုတ်ပေးခြင်းဆံရမှုဝါဒကိုစနစ်တကျအကောင့်တွေဖော်ရန်အတိပေးချက်ထုတ်ပြန်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးခြင်းပါတယ်။မုံကိုခရိုင်၊တင်နီခရိုင်နဲ့ကိုကန်ခရိုင်များမ ှာရှိတဲ့ပြည်သူလူထုတွေအတွက်ရင်လိုင်းစင်နဲ့ရင်မောင်းလိုင်းစင်များလွယ်ကူစွာရှောက်ထားနိုင်စေရန်ပြည်သူလူထုရဲ့အုပ်ချုပ်ရေးဘွဲ့ပေါ်သဘောတူလက်ခံမှုနဲ့ပါဝင်မှုစိတ်တကိုမြင့်တင်ရန်လူမှုအဖွဲ့အစည်းစီမံခန့်ခွဲမှုစွမ်းဆောင်ရည်ကိုမြင့်တင်ရန်အတွက်အထူးဒေသအုပ်ချုပ်ရေးကော်မတီရဲ့သဘောတူခွင့်ပြုချက်နဲ့အတီးပြုထားတဲ့မုံကိုခရိုင်၊သိနီခရိုင်နဲ့ကုတ်ကန်ခရိုင်များတွင်ရင်လိုင်းစေထုတ်ပေးခြင်းဆိုင်ရာဆောင်ရွက်ရန်တင်ပြချက်စာရမ်းပါချက်လက်များအရာ စနစ်တကျအကောင့်တွေပေါ်ရန်အတိပေးစာထုတ်ပြန်ခဲ့ပါတယ်။ထုတ်ပြန်ချက်အတွင်းအကောင့်တွေပေါ်မည်နယ်မြေပိုင်းခြားလိုင်စင်ရှောက်ထားနိုင်သူများ၊ယင်းလိုင်စင်ထုတ်ပေးခြင်းနီလန်းများ၊ယင်းမောင်းလိုင်စင်ထုတ်ပေးခြင်းနီလန်းများ၊မူဝါဒအကျိုးခံစား권နိုင်ရှင်ချက်အကောင့်တွေပေါ်ဆောင်ရွက်ရန်လိုအပ်ချက်များရင်လိုက်စင်နဲ့ရင်မောင်းလိုက်စင်ထုတ်ပေးခြင်းဈေးရိတ်နိုင်ရှင်စရာအပါအဝင် ယခုမူဝါဒကို2025ခုနှစ် စက်တင်ဘာလ26ရက်နေ့မှာစတင်ပြီးစနစ်တကျအကောင့်တွေပေါ်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ဖော်ပြပါရှိကြောင်းသိရှိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့ပြည်အောင်စုမြန်မာနိုင်ငံထူးထူးတာတည်းရဲ့ပထမအကြိမ်လာမုံစားပွဲတော်အထိမ်းမက်ဖလားအာကစားနီး၅မျိုးရှင်ပြိုင်မှုချစ်ကြည်ရေးပြိုင်ပွဲစီကားတိုက်မြိုက်စွာစတင်ဖွင့်လင်းခဲ့တဲ့သတင်းပဲဖြစ်ပါတယ်။ရိုးရာလာမုံစားပွဲတော်ကိုကြိုဆိုဖို့အတွက်ပြည်အောင်စုမြန်မာနိုင်ငံထူးထူးတာတည်းရဲ့ပထမအကြိမ်လာမုံစားပွဲတော် ထိမ်းမက်ဖလာအာဂဇာနီငါမျိုးရှင်ပြိုင်မှုချစ်ကြည်ရေးပွဲကိုစတွင်မာလာ25ရက်နေ့နနေ့ပိုင်းမှာတုံချိန်မျိုးနဲ့အာဂဇာဝင်း၌စီကားတိုက်မြင့်စာစတင်ဖွင့်လင်းခဲ့ပါတယ်ပြိုင်ပွဲကိုအထူးဒေသပညာရေးဌာနမှဦးဆောင်ကျင်းပခဲ့ပြီးဗန္နာရေးဌာနဂျမ်းမာရေးဌာနလောက်ကိုင်းမျိုးနဲ့ရဲတပ်ဖွဲ့တို့ကပူးပေါင်းပါဝင်ကမက်ဆင်ကုမ္ပဏီကအကောင့်တွေပေါ်ဆောင်ရွက်ပေးခဲ့ပြီးပြိုင်ပွဲဆိုင်ရာကုန်ကျစရိတ်အလုံးကိုအဆိုပါကုမ္ပဏီမှကြံခဲ့ပါတယ်အကဲနာတို့ပြည်အောင်စုမြန်မာ ိုင်ငံအထွေထွေတည်အုပ်ချုပ်ရေးကော်မတီရဲ့အထွေထွေအတွင်ရေးမှုအပါအဝင်ဗန်နာရေးဌာနကျန်းမာရေးဌာနနဲ့အခြားဌာနဆိုင်ရာတာဝန်ရှိသူကြီးကဲများအာကစားအဖွဲ့ပေါင်းစုံမှကိုယ်စားလှယ်များအာကစားသမားများဖိတ်ကြားထားတဲ့ဧည့်သည်တော်များစုံလင်စွာတက်ရောက်ခဲ့ကြပါတယ်ပြိုင်ပွဲတွင်ဘတ်စကတ်ဘောဗောလီဘောဖူဆယ်ဘောလုံးစပွဲတင်တင်းနေတဲ့တက်တောင်းစားတဲ့အာကစားနည်း၅မျိုးပါဝင်ပြီး တိုင်းရင်းသားပေါင်းစုံမြို့နယ်ပေါင်းစုံမှပို့စလဲအဖွဲ့များစွာပါဝင်ရှင်ပြိုင်ကြပါရယ်ယခုကျင်းပတဲ့ချစ်ချည်ရေးပြိုင်ပွဲမှာအာကစားစိတ်တကူပြသရန်နဲ့တိုင်းရင်းသားချင်းချင်းဆက်ဆံမှုများမြင့်တင်ရန်ရည်ရွယ်တဲ့အာကစားပွဲတစ်ခုဖြစ်ကြောင်းသိရှိရပါရယ်ရှင်နောက်ဆုံးသတင်းပုံအနေနဲ့ပြည်အောင်စုမြန်မာနိုင်ငံအထူးတက်တဲ့တရားစီရင်ရေးဖွဲ့စည်းများမှဒိနီခရိုင်တွင် ပြည်မှုဆိုင်ရာမူကင်ကြီးလေးမှုကို အများပြည်သူရှေ့မှောက်မှစီရင်ချက်ချမှတ်ခဲ့တဲ့တဲ့တင်ကိုတင်ဆက်ပေးခြင်းပါတယ်။ 2025ခုနှစ်စက်တင်ဘာလ26ရက်နေ့မှာပြည်အောင်စုမြန်မာနိုင်ငံအထူးတည်တာတည်ရဲ့တရားစီရင်ရေးအဖွဲ့အစည်းများကတိုင်းနီခရိုင်ရှိအများပြည်သူရှေးမောက်တွင်စီရင်ဆက်ချမှတ်ပွဲကြီးတရဲကျင်းပပြုလုပ်ကပြန်ပြီးဆွဲမှုရည်ရွယ်ချက်ဖြင့်ထိခိုက်ဒဏ်ရာရစေပြီးတည်ဆုံးစေမှုရည်ရွယ်ချက်ဖြင့်လူသတ်မှု တနက်ဖြန်ဓမြတိုက်လူတက်မှုစားတဲ့မူကင်းကြီးလေးမှုနဲ့ပတ်သက်တဲ့တရားဆွဲဆိုခရသူခုနှစ်ဦးကို တရားစီရင်ချက်ချမှတ်ခဲ့ရာပြစ်ဒဏ်ကြီးသူနှစ်ဦးကိုတည်တံချမှတ်ခဲ့ပြီးဇန်၅ဦးကို မေဒန်အပါဝင် ထောင်ဒဏ်များတည်တည်ချမှတ်ခဲ့ပါတယ်။ စီရင်ချက်ချမှတ်ခဲ့ပြီးနောက်ဒေတန်ကြခံရသူပြစ်မှုကျူးလွန်သူများကိုချက်ချင်းပင်ဒေတန်စီရင်ရာနေရာသို့ပို့ဆောင်ခဲ့ပြီးတရားဥပဒေနှင့်အညီတနက်ဖြန်အဆုံးစီရင်ခဲ့ပါတယ်။သတ်မှတ်ထားတဲ့လုံထုံးလုံရည်အတိုင်းတရားစီရင်ရေးအရာရှိများကကြံရှိနေတဲ့ပြစ်မှုကျူးလွန်သူများကိုတိန်နီမျိုးရဲ့အတ္တိကလမ်းမများမှတစ်ဆင့်ဖြတ်တန်းပို့ဆောင်ပြသခဲ့ပါတယ်။ယခုပြုလုပ်တဲ့စီရင်ချက်ချမှတ်ပွဲမှာမိမှုကင်းများရဲ့တရားစီရင်မှုလုပ်ငန်းစဉ်ကိုအများပြည်သူရှေ့မှောက်ဖွင့်ချပြသခြင်း တရားမဝင်မှုနဲ့ပြည်မှုဆိုင်ရာချက်လက်များကိုရှင်းလင်းစွာပြသခြင်းဖြင့်လက်တွေ့ဖြစ်ရများမှတဆင့်ပြည်မှုအမျိုးမျိုးကိုပြင်းထန်စွာနိုင်နှင်းခြင်းလူလူထံသို့တရားဥပဒေဆိုင်ရာသိပညာများသိလျော်စွာဖြန့်ဝေပေးခြင်းနဲ့လူမှုအတိုင်းအဝိုင်းရဲ့တရားဥပဒေစိုးမိုးရေးအမြင်ကိုပုံမအားကောင်းလာစေခြင်းတို့ဖြင့်အထူးဒေသရဲ့လုံခြုံရေးနဲ့တည်ငြိမ်ရေးချမ်းရေးကိုထိန်းသိမ်းရမှာတရားဥပဒေစိုးမိုးမှုရဲ့အင်အားကိုပေါ်လွင်ထင်ရှားစေဖို့ရည်ရွယ်ကြောင်းသိရှိရပါတယ်ရှင်။ ိုးကရင်တပတ်တာသတင်းတစ်စမှုများကို အပတ်စဉ်စနေနေ့ည၈နာရီအချိန်တိုင်းထုတ်လွှင့်ပေးသွားမှာဖြစ်တဲ့အတွက်စောင့်မျှော်တည်ရှိနိုင်ပါလိမ့်ရှင်ကျမနော်ဖောပါ